မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ငလင်ကိုကောင်းစင်တက်ပြန်လည်တင်မြဲကြရအောင်ဆိုလားဆိုတဲ့စောင်းပါကိုတင်ဆက်ပေးပါမယ်စေယုပ်စုရွေးကောက်ပွဲပြုလုပ်တဲ့ဆိုတဲ့အတန်ကြားတိုင်းတတိယအင်အားစုလို့သူတို့ကိုသူတို့ကင်မွန်တက်ထားသူတချို့ကအမျိုးသားပြန်လည်တင်မြဲရေးဆိုင်ဖို့ကိုကောက်ထောင်လေးရှိပါတယ် ဆယ်အစုက2000ရှင်အခြေခံဥပဒေကိုအတ္တမအတည်ပြုခဲ့ပြီးနောက်မှာပဲအမျိုးသားပြန်လည်တင်မြင့်ရေးဆိုတဲ့အတန်လေးကြောင့်တတိယအင်အားစုတချို့ကအော်ဟင်ခဲ့ကြပါတယ်သူတို့ပြောတဲ့အမျိုးသားပြန်လည်တင်မြင့်ရေးဆိုတာကဒီမိုကရေစီအင်အားစုတွေအားလုံးဆယ်အစုတန်းချွင်းချက်မရှိအညံခံကဆယ်အစုကျင်းပမေ2010ရွေးကောက်ပွဲဝင်ရေးပဲဖြစ်ပါတယ်ဒီမိုကရေစီအင်အားစုတွေအနည်းနဲ့ပြည်သူတွေကိုထောက်ထားကသဘောထားတင်မမှုတွေလျှော့ကြလို့တတိယအင်အားစုဝင်တွေကတစ်ဖက်သက်တောင်းဆိုခဲ့တယ်2010ရွေးကောက်ပွဲဝင်ကဆယ်အစုလမ်းပြမြေ ီးပုံတိုင်းတန်းတန်းမတ်မတ်ရှောက်ကြဖို့တတိယအင်အားစုတွေကတောင်းဆိုခဲ့ပြီးမြေစေအုပ်စုကတော့2030ရွေးကောက်ပွဲကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မဝင်ရေးအတွက်ဥပဒေပြဋ္ဌာန်းကကတ်သက်ခဲ့တဲ့စေအုပ်စုက2010ပြည်နှစ်နိုင်ငံပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာပါတီထောင်လို့သူဒါမှမဟုတ်ပါတီဝင်ဖြစ်လို့သူတွေကထောင်နဲ့ကြခန့်နေရသူမဖြစ်ရပြစ်ဒဏ်ကို အယူခံနေဆဲသူလည်းမဖြစ်ရလို့ပြဋ္ဌာန်းခြင်းကဒေါအောင်ဆန်းစုကြည်အပါဝင် NND ပါတီဝင်တော်တော်များများကိုနိုင်ငံပါတီဝင်ဖြစ်ဝင်ခွင့်မရအောင်ကန့်သတ်ခဲ့တာဖြစ်ကြောင်းထမင်းစားတဲ့မြန်မာပြည်သူတိုင်းကခဏနဲ့တွေးစရာမလိုပဲအလွယ်တီကြပါရယ်တတိယအင်အားစုတွေကပြန်လည်တင်မြက်ရည်လို့ဟင်အော်ခဲ့ပြီးမြေဒုတိယအာဏာရှင်တန်းရွှေကဒေါအောင်ဆန်းစုကြည်နဲ့ NND ပါတီကိုမြန်မာနိုင်ငံရဲ့ပလက်ဖောင်းပေါ်ကနေအပိသက်ရှင်းထုတ်လို့တဲ့ရည်ရွယ်ချက်တန်းရွှေ ကန်တမရသိန်းစိန်လက်ထက်မှာတာပြည်ခိုင်ပြူအစိုးရကိုနိုင်ငံတကာအသိပတ်ပြုမှုရစေဖို့အတွက်2012ကြာကြားပြတ်ရွေးကောက်ပွဲ NLD ပါတီဝင်နိုင်ရေးအပြန်အလှန်လျှော့တင်းတွေနဲ့လန်းခင်ခဲ့ကြတာတွေ့ရပါတယ်။2015ရွေးကောက်ပွဲမှာပြည်ခိုင်ပြူပါတီ NLD ကိုရှုံးနိုင်ပြီးမေ25ရာခိုင်နှုန်းအသာစီရထားတဲ့အခြေခံဥပဒေပြဋ္ဌာန်းချက်အရပြည်ခိုင်ပြူပါတီသားလင်းအစိုးရဖွဲ့နိုင်မယ်လို့သိန်းစိန်ကပြည်သူကိုလျှော့တက်ခဲ့ပါတယ်။ 2015ရွေးကောက်ပွဲပြီးမှပြည်ခိုင်ပြိုးအနိုင်ရလက်နဲ့လွတ်တော်အတွင်းစစ်တပ်ရဲ့25ရာခိုင်နှုန်းမဲပေါင်းစုကစေအုပ်စုအစိုးရဖွဲ့နိုင်မဲ NLD ပါတီကတော့လွတ်တော်အတွင်းအတိုက်ခံပါတီဖြစ်အတန်ကျေလောင်ယုံသားရှိမယ်လို့သိန်းစိန်နဲ့ပေါင်းပါတတိုက်ကခက်လက်လွယ်အိမ်မက်မှတ်ခဲ့ပါတယ်။2015ရွေးကောက်ပွဲရလက်ထွက်လာတော့ပြည်ခိုင်ပြိုးပါတီရှုံးချက်ကကောင်းမဖော်ဝင်ခွက်ခွက်လန့်အစိုးရဖွဲ့နိုင်ဖို့ဆိုတာဝေကြီးရွေးကောက်ပွဲကျင်းပပေးခဲ့တဲ့ရွှေကပွဲကော်မရှင်ဆိုတာကပြည်ခိုင်ပြိုးအစိုးရခန့်စစ်ဘုံချုပ်ဟောင်းနေမှု NLD ပါတီမဲလိမ်ပါတယ်ဆိုပြီးဆွ ွတ်ဆွဲလို့လည်းမရမတက်တာတဲ့အစုံ NLD ပါတီကိုအာဏာလွှဲပေးခဲ့ရတဲ့ NLD အစိုးရလက်ထက်မှာတိုင်းပြည်ရှေ့တလန်မတိုးစေဖို့အတွက်စစ်တပ်ပြည်ခိုင်ပြုနေလက်ဝေကံပါတီပြီးပြီးတော့မဘာသာစာရဲစေအုပ်စုဝင်တွေကတက်ညီလက်ညီမဟာဗျူဟာမြောက်ထိထိုးခဲ့ကြတဲ့စေအုပ်စုရဲ့အကြီးကျယ်ဆုံးအိမ်မက်က2020ရွှေကပွဲမှာအာဏာပြန်ရရင်ဒါပေမဲ့2020ရွှေကပွဲမှာလည်းကုန်းကောက်စရာမရှိအောင်ပြည်ခိုင်ပြုမဲရှုံးပြန်လို့တော့ဒီဘဝမှာရွှေကပွဲနီးလန်းနဲ့အာဏာပြန်ရလာစရာမရှိတော့မှစေအုပ်စုဝင်တွေကောင်းကောင်းသဘောပေါက်သွားကြတယ်ပြည်သူအာဏာဒီတသက်ရစရာအကြောင်းမရှိတော့မှအတိအကျသိခဲ့လို့အစ င်လာမပြတ်အာနာသိန်းတော်တဲ့အာနာသိန်းပွဲနှစ်ကြိမ်ကိုကျင်းကနင်းနေပါပါတက်ပြလိုက်ရင်ပြည်သူတွေနောက်ဆုတ်သွားမှာပါလို့လွယ်လွယ်တွေးခဲ့ကြတယ်မင်းအောင်လိုင်းပြည်သူကုကံတော်လန်စစ်ကြီးနဲ့ကြုံလိုက်ရတဲ့အခါပလက်လန်လဲမကြသွားယုံတမိန် 2029ခုနှစ်စစ်စင်ရေးကြီးရဲ့အပြည့်နဲ့ရိုက်ချက်ကြောင့်2024ခုနှစ်မှာစစ်ကောင်စီအရေးပေါ်ခန်းနဲ့ရောက်ခဲ့တယ်။ဒါပေမဲ့အားကိုးစရာရုရှားရှိတဲ့တရုတ်ရှိရဲ့မလျှော့သောဇွဲလုံလနဲ့ရွေးကောက်ပွဲစဉ်ကိုရောက်အောင်ချီမဲ့စစ်ကောင်စီရွေးကောက်ပွဲကနေရွေးကောက်ခံသမ္မတကြီးအတွင်နဲ့ရှားသက်ပန်အာနာသိန်းကြီးလမ်းပေါ်ဆက်ရှောက်မယ်လို့မင်းအောင်လိုင်စိတ်ပိုင်းဖြတ်ထားတယ်။ ဘယ်လာရုစ်နိုင်ငံမှာစစ်ကောင်စီရွေးကောက်ပွဲပြုလုပ်မယ့်အချိန်ကိုမင်းအောင်လိုင်းထုတ်ပြောလိုက်တော့မင်းအောင်လိုင်းပြစ်ကျွေးမယ့်အယူအရင်အာဏာနှစ်ပိတ်ချောက်ပြားရလဲတည်ပြောပြီးဆိုတဲ့စစ်ကောင်စီလက်အောက်ခံပါတီတွေတိတ်ပြောကြတယ်။တတိယအင်အားစုဆိုသူတွေကတော့ကန်းကုံအောင်တပ်ဖြတ်နေကြတဲ့စစ်ကောင်စီမို့ပြန်လည်တင့်မြတ်ရေးခေါင်းစဉ်နဲ့စစ်ကောင်စီရွေးကောက်ပွဲဝင်ကြလို့လွန်ဆိုရင်ပြည်သူတွေကွက်တဲ့ပတ်လက်မျိုးကိန်းဆိုင်နိုင်တာမို့အတမထွက်ရင်ဒါပေမဲ့ဖြတ်အားပြင်းငလင်လောက်ခတ်ပြီးရဲ့အချိန်မှာငလင်ကိုအကြောင်းပြပြန်လည်တင့်မြတ်ရေးဆိုတဲ့ဆိုင်းပုတ်ထောင်းတော့တယ်။ငလင်လောက်ပြီးနောက်တည့်ရက်မလ29ရက် မှာပဲငနေလှုပ်ပြီး22နှစ်ကြာတွေးဆိုတဲ့ကောင်းစဉ်နဲ့ဦးလာမောင်ရွှေကသူ့ရဲ့ Facebook ပေါ်ရှိတင်တော်တယ်။ဦးလာမောင်ရွှေဆိုတာကမြန်မာနိုင်ငံကြီးရဲ့ကြောင်ကျိုးကြောင်ကြားတနီးယာမှာတောင်သမိုင်းမှတ်တမ်းရည်ထိုးနိုင်ခဲ့ခြင်းမရှိပေမဲ့2010ပြည့်နှစ်မတိုင်ခင်မှာတတိယအင်အားစုဝင်ဖြစ်ပြုထွက်လာပြီးရဲ့နောက်2011ခုနှစ်ကစလို့ငြိမ်းချမ်းရေးကန့်ထွက်ရခဲ့သူအကြံဘတ်စတက်ကမအောင်မြင်တဲ့အာနာသိမ့်ပွဲစတင်တော့တာမန်ပြည်သူတအူးလိုတောင်လက်သုံးချောင်းထောင်မဆန့်ကျင်ရဲတဲ့အထိသွင်းရခဲ့သူအဲ့ဒီလိုအစင်လာကြည့်ခဲ့တဲ့ဦးလာမောင်ရွှေကငလင်လှုပ်ပြီး22နှစ်ကြာ ာမှအခုလိုတွေးပြတယ်။နာဂစ်မုံနိုင်ဝင်ခဲ့စဉ်ကနိုင်ငံတကာအကူအညီကိုဆဲအုပ်စုကညင်းပယ်ခဲ့ပြီးနောက်ပိုင်းကျမှအကူအညီတချို့ကိုခွင့်ပြုခဲ့တယ်။အခုငလင်ကြီးလည်းလုံရောချက်ချင်းဆိုသလိုနိုင်ငံတကာအကူအညီတွေလည်းရောက်လာတယ်လို့ဆိုတယ်။ဦးလာမောင်ရွှေကမင်းအောင်လိုင်းနိုင်ငံတကာအကူအညီပေးဖို့ချက်ချင်းတောင်းခံတာကိုစကားလုံးနဲ့မဖော်ပြဘဲတန်းရွှေထက်အမျှော်မြင်ကြီးတဲ့မင်းအောင်လိုင်းလို့ပပနဲ့နဲ့စီမွန်ကန်ဖွင့်လိုက်တယ်။ပြီးတော့ဒီအချိန်ဒီမှာအမျိုးသားပြန်လဲတင့်မြတ်ရေးအလုပ်တွေလုပ်လို့မရဘူးလားလို့နိုင်ငံအနည်းဆုံး၈နိုင်ငံကသူ့ကိုမေးလာတယ်လို့ဆိုပြီးအခုလိုဆက်ပြောတယ် အဓိကကြားတဲ့တာဝန်ရှိသူတွေတကယ်လုံနိုင်မလုံနိုင်မျိုးသားပြန်လည်တင့်မြန်ရင်ကျွန်တော်မသိနိုင်သေးပါလုံနိုင်ရင်ကောင်းတာပေါ့ပါဝင်ပတ်သက်နေတဲ့အကျိုးစီးပွားရှင်တွေစတိတ်ကိုရာတွေအများကြီးဖြစ်နေတယ်ပဋိပက္ခတွေရက်တီနိုင်ရင်ကောင်းပါတယ်အ ਨੇ ဆုံးရှော့ချနိုင်ရင်ကောင်းပါတယ်ဘယ်သူစွမ်းဆောင်နိုင်မလဲမသိပါအ ਨੇ ဆုံးကျွန်တော်တို့တာမန်နိုင်ငံသားတွေကကိုလုံနိုင်တာကိုစလုပ်ဖို့တိုက်တွန်းလိုပါတယ်လို့ဆိုပါတယ်ဦးလာမောင်ရွှေရဲ့ပြည်သူတွေကိုတိုက်တွန်းချက်ကဘယ်သူတရားပြက်ပြက်ကိုမပြတ်ဖို့တင်ကောင်းနေကျွန်တော်မဆိုပါအစားတင်ကောင်းကောင်းမကောင်းကောင်းကျွန်တော်ကောင်းအောင်ကြိုးစားမိလို့စရင်မရဘူးလားလို့ ဆိုလိုက်တဲ့သူရဲ့တိုက်တွန်းချက်ကိုခြေကြည့်လိုက်ရင်စစ်ကောင်စီပြည်သူတွေကိုတတ်နေတာလဲစိတ်မကွက်နဲ့အစိုးမမြင်တဲ့စစ်ကောင်စီတပ်တွေပြည်သူအိုးအိမ်စည်းစိမ်ဖျက်ဆီးလူရနေတာကိုလည်းတီးခံလိုက်စစ်ကောင်စီဘာလုံးလို့တီးခံစစ်ကောင်စီတရားပြက်လဲကိုမပြက်နဲ့အမျိုးသားပြန်လဲတင့်မြန်ရေးဆိုတာပြည်သူတွေရဲ့ခန်းနီးစာပါရမီရင့်တန်မှုလို့ဖွင့်ဆိုလိုက်တဲ့သဘောတော်ဘာဝဘီမကြခနာကြားရောက်နေတဲ့နိုင်ငံမှာစစ်ဘိုလ်ချုပ်တွေအစိုးရလှုပ်ချင်တာယူမတက်ပဲဆိုပေမယ့် တဘာဝဘီကိုအရေးပေါ်တုံ့ပြန်နိုင်မဲ့ကြိုတင်ပြင်ဆင်မှုလည်းမရှိအခုလိုဖြန်းအားပြင်းကလင်ကြီးနှုတ်ခတ်လိုက်တော့နိုင်ငံတကာကိုအကူအညီတောင်းတတာကလွဲလို့ဘာလုံးလို့ဘာကန်ရမှန်းမသိငလင်ပေးတဲ့ပြည်သူများစွာမျက်ရည်ပြိုင်ပြိုင်ကြနေရတဲ့ကြားကိုဘာသာကုံယုံထနေရတဲ့ချိန်စစ်ကောင်စီ မကောင်းလဲပြည်သူတွေကောင်းအောင်ကြိုးစားကြပါလို့မညာမတာအတွင်ရဲတဲ့ဦးလာမောင်ရွှေရဲ့ရွှေညံတော်စူရောက်မှုလေးလားတတိယအင်အားစုဆိုသူတွေရဲ့အပြောဆိုတွေကိုလေ့လာကြည့်လိုက်ရင်စေအုပ်စုဘာလို့လို့ပြန်လဲတင့်မြတ်ရင်မူအရာရေငုံနှုံပိတ်မမြင်ခြင်းအောင်ဆောင်တလောက်ပြည်သူတော်လိုင်းအင်အားစုတွေအပေါ်ကြအစွန်ရမှုတွေရှော့ချဖို့မန်ရမဲရစေအုပ်စုဘာလို့လို့တီးခန့်ခြင်းတရားကိုလက်ကင်ထားကြဖို့ဆုံးမရနဲ့စစ်ကောင်စီရွေးကောက်ပွဲကိုလည်းပြန်လည်တင့်မြတ်ရင်မူအရာအတိမတ်ပြုပေးရအောင်ပါလားအခုစစ်ကောင်စီက ပြန်လည်တင့်မြတ်ဖို့ဝေးစွာလူကြားကောင်းယုံအပြည့်ရကြီးညာပြည်နိုင်ငံအနှံ့ဘုံပတ်ကျင်းနေပြီမဲ့တတိယအင်အားစုစရာတွေကစစ်ကောင်စီကိုမေးခွန်းထုတ်တမ်းမကြတော့ဘူးမင်းအောင်လိုင်းကငလင်ကြောင်ရွှေကောက်ပွဲအပြောင်းလဲရှိမှာမဟုတ်ဘူးလို့အစုပြန်တော့လေငလင်ကြောင်ပြည်သူတွေတလောက်တော့ကပွေနေရအောင်ပြောထွက်လိုက်တာလို့တော့တတိယအင်အားစုကလူသိရှင်ကြားမငင်းညူရဲကြဘူး ငလင်းလုတ်တော့ငလင်းကိုကောင်းစင်တက်တတိယဆရာကြီးတွေပြောထွက်ရေးကြတယ်တော်လိုင်းအင်အားစုတွေနဲ့အမျိုးသားပြန်လည်တင့်မြတ်ရေးကိုရှင်းရှုကအစွန်ရောက်တွေရှော့ချပြီးစစ်ကောင်စီရွေးကောက်ပွဲကိုထောက်ခံလိုက်ကြပါလို့မပြောရုံတမဲပါပဲလို့ရှင်းတာထားပါတယ်။ဆလတ်ပြီးနေပြည်တော်ဝန်တန်းအင်အားအချို့မှငလင်းကြောင့်ဒေဆောင်သူတွေရဲ့အပုံနဲ့နေထွက်ပေါ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မြေထားဌာနနဲ့မွေးမြူရေးဌာနဝန်တန်းအင်အားတွေပြူကြမှုမှာဒေဆောင်သူရုံလောင်းတွေကိုအေပြီလ9ရက်နေ့ထိပြန်ဖို့နိုင်ခြင်းမရှိသေးပဲဘေးပတ်ဝန်းကျင်မှာအပုံနဲ့များထွက်နေရလို့သိရပါတယ်။တော်တော်ကို တ်စော်နေနေတာပါမခံမရနိုင်အောင်ပါပဲဘာကဲစိမ်းမှလာမလို့တော့အတင်များတယ်လို့နေပြည်တော်မြမမီးရထအိညာအနီးနေထိုင်သူတအုပ်ကပြောပါတယ် အစိုးရအင်အားကစပူတီမြို့နယ်မှာရှိပြီးမလ28ရက်ကလှုပ်တဲ့သခိုင်းငလင်ကြီးကြောင့်လေးထပ်တိုင်းအမှုတန်းအင်အား25လုံးအရာတန်းအင်အား16လုံးမြေကျွန်ပြိုကျပြတ်ဆင်းခဲ့တယ်လို့ဝန်ထမ်းတအုပ်ကပြောပါရယ်စစ်ကောင်စီကအရေးပေါ်ခေစိမ်းမလုပ်ခဲ့တာကြောင့်ပိတ်မိနေသူတွေပါတိဆုံးခဲ့သူများပြပြီးအခုကပုံနဲ့များထွက်နေပြီလို့ပြောပါရယ်ကျမတို့ကနေပြီးတော့ဘူတာကြီးခေစိမ်းစခန်းမှာလာနေရတဲ့အဆောင်ကိုပြန်ကြည့်ရာပြိုတဲ့နေ့ကအတိုင်းပဲတည်တာတွေများတယ်ကျမအဆောင်ရှိမှတင်တည်တာ9ရောက်မကဘူးလို့မြေထားဝန်ထမ်းတအုပ်ကပြောပါရယ် တယ်။မီးရထားဌာနအပြင်မွေးမြူရေးဌာနဝန်ထမ်းအင်ယာဘတ်မှလည်းအပုံနဲ့များထွက်နေပြီးအင်ယာဝင်ရှိလမ်းပေါ်မှာကားဖြတ်မောင်းဖို့တောင်အဆင်မပြေကြောင်းနေပြီးတော့မှစားတောက်ဆိုင်လုပ်ငန်းရှင်တအုပ်ကပြောပါရတယ်။အဆိုပါဝန်ထမ်းအင်ယာနှစ်ခုမှဝန်ထမ်း၃000ဦးထပ်မနေကိုနေပြီးတော့ပေါ်တာကြီးနေ။ မေပြည်တော်ဘူတာကြီးနဲ့ကုန်းလန်းပို့ဆောင်ရေးဝန်ကြီးဌာနဝန်ထမ်းမှယာယီနေရချထားပြီးတဲ့သကိုင်းကလင်ကျောင်းနေပြည်တော်မှာထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့တဲ့တည်ဆောက်မှုနဲ့ထိခိုက်ပျက်စီးမှုစီးရင်တွေကိုစစ်ကောင်စီကအရှိတိုင်းချမပြဘဲတည်င်းမထွက်ရေးထိန်းချုပ်ထားတယ်လို့ဝန်ထမ်းတအုပ်ကပြောပါတယ်။ဒါအပြင်ဝန်ထမ်းတွေကယာယီနေရတွေမှာရှုံးလုပ်ငန်းဆက်လက်လုပ်ကိုင်နေသူတွေရှိတယ်လို့နေရက်ကိုပြန်သွားသူတွေလည်းရှိပါတယ်။နေရက်ပြန်သွားသူတွေဧပြီလ20ရက်အရှောက်ပြန်လာကြဖို့စစ်ကောင်စီကဖိအားပေးနေပါတယ်။နေစရာမရှိဘဲဘယ်မှနေရမလဲ။ကယ်ဆယ်ရေးမလုပ်ခဲ့ဘဲ ဲ့တည်ဆုံသွားတဲ့သူတွေအတွက်လည်းဘာတာဝန်မှမရှိတဲ့အစိုးရကိုဘယ်လိုယုံကြည်ရမလဲအလုပ်ပြုတ်ချင်ပြုတ်ပစီပြန်မသွားတော့ဘူးလို့ဘကိုးတိုင်းမှာဌာနဆိုင်ရာဝန်တန်းတောက်ကပြောပါရယ်လက်ရှိမှာအပုံနှံထွက်နေတဲ့နေပြည်တော်မြေထားဌာနနဲ့မွေးမြူရေးဌာနဝန်တန်းအရာနီမှာဒေသခံတွေကကူးဆက်ရောဂါများကူးဆက်လာမှကိုစိုးရင်နေကြကအဆောင်အအောင်မှာပြိမိနေတဲ့အလောင်းတွေကိုမရှင်းလင်းမှာကကူးဆက်ရောဂါများဖြစ်ပေါ်နိုင်ကြောင်းစံမှိုင်းဆိုင်ရာကျွမ်းကျင်သူတွေကတတိပေးထားတယ်လို့ဖော်ပြပါရှိပါရယ်ရှင်